ဘောလခဲမြို့မှာရွေးကောက်ပွဲလုံးနိုင်ဖို့အတွက်စစ်တပ်ကမြို့ပတ်လည်မှာနေမြေရှင်းလင်းလုပ်နေပြီးတွန်လှဲတပ်ပေါင်းစုဘက်ကကာကင်စကန်တချို့လက်လွတ်ထားရပါတယ်ဒီသတင်းကိုမော်ရစ်ကပေးပို့ထားပါတယ်ရှင်ဂရီနီဘီနယ်မှာကျင်းပမယ်ရွေးကောက်ပွဲအပိုင်း၁ကိုမြို့တော်လွိုက်ကော်နဲ့ဘောလခဲမြို့လိုမှာကျင်းပမှာဖြစ်တဲ့အတွက်စစ်တပ်ကစစ်ကြောင်း၂ကြောင်းခွဲပြီးဘောလခဲမြို့ပတ်လည်ကိုနေမြေရှင်းလင်းဝင်နေတယ်လို့ဘောလခဲမြို့မှာရှိနေတဲ့ DPP ရဲ့စီရင်မြင်ကဆိုပါတယ်သူရဲ့ဘောလခဲမှာသူလောက်ဖို့လုံချုံရင်းအတွက်ပေါ့နော်ဆရာနော်ချီ ်အဖာဆောင်ပဲတချောင်းရယ်ပြီးတော့ရတိပဲတချောင်းအဲ့ဒါသူကဘောလုံးခဲပပလဲသူလချောင်းရင်ယူထားပြီးမှသူလောက်ချင်တဲ့နေထားပေါ့။ဖာစားဘက်မှာဖြစ်စေဒီရွက်တက်လမ်းကြောင်းဘက်မှာဖြစ်စေသူတို့ရောက်ဝင်နေရမှာသူတို့ကခြေကုပ်စခန်းယူထားတယ်ကျွန်တော်တို့ဖွင့်ရတော့သူ့ကိုဆက်မတွန်းအောင်ကာထားတယ်။အဲအဲ့တော့သူရောက်ဝင်နေရမှာပဲသူဆက်နေမလားသူဆက်ထိုးမလားအဲ့လိုပေါ့။သူဆက်ထိုးမယ်ဆိုတော့တပ်ပွဲထိတွေ့မှုဖြစ်ရုံပဲရှိတာပေါ့ဆရာ။ ဖရူဆိုဘောလခဲဖာဆောင်းနာတဝိုက်ကမက်စလောင်ဝမ်မလန်ရေကျော်ရေနီပေါင်းထူချောင်းစားတဲ့စခန်းတွေကိုကရနီတော်လိုင်းတပ်ပေါင်းစုဘက်ကထိန်းချုပ်ထားနိုင်ပြီမဲ့အခုနေမီရှင်းလင်းဝင်နေတဲ့စစ်ကြောင်းကနိုဝင်ဘာလရဲ့နောက်ဆုံးအပတ်လောက်မှာမက်စလောင်စခန်းကိုဝင်သိမ်းနိုင်ခဲ့ပြီးရွာသစ်ကိုဝင်နေတဲ့စစ်ကြောင်းကဝမ်မလန်စခန်းကိုသိမ်းဖို့ကြိုးစားနေတယ်လို့ဘောလခဲစီရေးမြစ်ကရှင်းပြပါတယ်ဘောလခဲမြို့ထဲမှာလက်ရှိခမာယာ၄နှစ်ကိုခမာယာ၄၃၃ညနဲ့ခလာယာ၃၃ခွန်တက်တည်ကြံနေသေးပြီး ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့မျိုးဖြစ်ပါတယ်။ရွက်ောက်ပွဲအပိုင်းတစ်ကျင်းပမယ်မျိုးတော်လိုက်ကောမှာတော့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကြိုတင်မဲထဲတာပါတီတွေမဲဆယ်စည်းရုံးတာတွေနဲ့အုပ်ချုပ်ရေးမှုတွေကမဲဆွယ်တာတွေလုပ်နေပြီးမယ်။ဗိုလ်လခဲမျိုးတွေမှာတော့အခုချိန်ထိမဲဆွယ်စည်းရုံးတာမမြင်ရသေးဘူးလို့ဗိုလ်လခဲမျိုးခံကဆက်ရှင်းပြပါတယ်။ဆက်သွယ်ရေးခက်ခဲတွေကြောင့်ဗိုလ်လခဲမျိုးခံပြောပြချက်ကို DBB သတင်းတောက်ကအတန်းစာထုတ်ဖတ်ထားပေးပါရခင်ဗျာ။ဗိုလ်လခဲကဗျူဟာချုပ်ကင်ထားတဲ့မျိုးဆိုတော့စုံမုံနယ်မြေတွေကိုသူတို့ယူထားတယ်။တကယ်မဲပေးနိုင်ွယ်ရှိတဲ့ပြည်သူဆိုတာမျိုးထဲမှာမကြံတော့ဘူး။ စစ်တပ်လက်ကင်ထုတ်တွေနဲ့တပ်မိသားစုတွေပဲကြံနေခဲ့တာကျွန်တော်တို့မိသားစုဆိုလည်းအိမ်ထားခဲ့ပြီးပြေးနေရတာသူတို့ကိုမဲကဘသူပေးမှလဲဂရင်းနီပြည်နယ်ကနယ်မြေအများစုကိုတော်လိုင်းရေးတပ်ပေါင်းစုဘက်ကထိန်းချုပ်ထားပြီးစစ်တပ်ကယူကောက်ပွဲလုပ်မယ်ဒီမော့ဆိုဖရူဆိုနဲ့ဘောလခဲမြို့တွေကိုပြီးခဲ့တဲ့လတွေကလေချောင်းနဲ့မြေပြင်အင်အားသုံးပြီးထိုးစစ်ဆင်နေတာပါဂရင်းနီမြို့သားကာကွယ်တပ် KNDF ကရောဂရင်းနီပြည်နယ်ကိုစစ်တပ်ကစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်နေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့မလို့အဖဲတိုက်ပွဲဖြစ်တဲ့နေရာတွေကိုခရီးမသွားဖို့ထုတ်ပြန်တတိပေးထားပါတယ် တိုးတက်သောဂရီနီပြည်သူအင်အားစုရဲ့ထုတ်ပြန်ချက်အရဆိုရင်တောင်ရလုတ်ကင်နေတဲ့နေရာတွေကိုစစ်တပ်ရဲ့လက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်2025ခုရဲ့နိုဝင်ဘာတလအတွင်းမှာပဲခရီနီပြည်နယ်နဲ့ကယန်းဒေသမှာအရသား12ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ